ဒီနေ့တော့ rework ဆိုတဲ့စာအုပ်အကြောင်းပြောပြခြင်းပါတယ်ဒီစာအုပ်ကတမားရယောက်ျား CY စီမံတွေကိုမေ့ထလိုက်ပြီးပိုရိုးရှင်းတဲ့ postmark ကြတဲ့လုပ်လုံတွေကိုလမ်းညွှန်ထားတာပါကဲအလုပ်တစ်ခုကိုစလုပ်ဖို့ပဲဖြစ်ဖြစ်ရှိပြီးသားအလုပ်ကိုပိုကောင်းအောင်လုပ်ဖို့ပဲဖြစ်ဖြစ်လုံးဝကွဲပြားတဲ့အမြင်သစ်တစ်ခုကိုအတူတူကြည့်လိုက်ကြရအောင် rework စာအုပ်ကဒီစကားနဲ့စထားတဲ့တကယ်လောကဆိုတာနေရာမဟုတ်ဘူးစင်ချေတစ်ခုပဲတဲ့ဟုတ်ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့ ျွန်တော်အမြဲကြားနေရတဲ့စီးပွားရေးစီးမင်းကြီးတွေက တကယ်ရောလိုအပ်လို့လားဆိုပြီးမေးခွန်းထုတ်လိုက်တာပါပဲကဲဒီလိုအတွေ့အခေါ်တွေကဘယ်ဟာလာတာလဲ37 signal ဆိုတဲ့ company တခုစီကပါသူတို့ကတော်တော်ထူးဆန်းတယ်ဘလို့လဲဆိုတော့ company ကိုအကြီးကြီးထက်အောင်အတင်းမချဲ့ဘူးအစည်းအဝေးတွေလည်းတောင်းပန်ရန်ပေါ်မလို့ဘူးငားနဲ့ sanity plan တွေလည်းမဆွဲဘူးဒါပေမဲ့အကြီးကြီးအောင်မြင်နေတယ်ဆိုတော့ဒီစာအုပ်ကသူတို့ကိုယ်တိုင်လက်တွေ့လုပ်ပြီးအောင်မြင်ခဲ့တာတွေကိုကြံရေးထားတာပါ โอเคဒါဆိုရင်ကျွန်တော်တို့အမြဲကြားနေရတယ်ဒါပေမဲ့တကယ်တော့အသုံးမဝင်တော့တဲ့စီးပွားရေးအယူအဆအဟောင်းတွေကို reward ကဘလို့ခြေဖြတ်ထားလဲဆိုတာတစ်ချက်ကြည့်လိုက်အောင် လုပ်ငန်းတစ်ခုလုပ်ပြီးဆိုရင်အသေးစိတ် plan တွေလိုတယ်အချင်းဘိုးစိမ့်ပြီးအလုပ်စူးစမ်းတာကိုဂုံယူရမယ်ကုမ္ပဏီကအမြဲတမ်းတိုးတက်နေရမယ်ဒီလိုဖိအားတွေက အမြဲရှိနေတာပဲလေဒါမဲ့ reward ကမေးတာကအဲ့ဒါတွေတကယ်ပဲလိုရဲလို့လာတယ်ပရမဆုံး reward က ဖြိုချလိုက်တဲ့တန်တားကြီးအဲ့ဒါကတော့ငါးနှစ်စီမံကိန်းလို့ရေရေ plan ကြီးတဲ့မရှိမဖြစ်လို့အပ်တယ်ဆိုလဲအယူဆပါပဲပုံမှန်ဆိုရင်တော့ရေရှည်စီမံကိန်းနေတာမရှိမဖြစ်ပဲပေါ့ဒါပေမဲ့ reward ကတော့ရှင်းရှင်းလေးပဲပြောတယ်စီမံကိန်းဆွဲတယ်ဆိုတာခံမနေတာပဲတဲ့ဘာလို့လဲဆိုတော့အနာဂတ်ဘောဘယ်သူမှအတိတ်ကြကြမသိနိုင်ဘူးလေအဲ့ဒီလိုသိနိုင်တယ်လို့ထင်နေတာကလက်တွေ့မကျဘူးပေါ့ဒီခုတ်ကတော့တော်တော်လေးစဉ်းစားစရာပဲ လက်တွေ့နဲ့မကိုက်ညီတော့တဲ့ plan တစ်ခုကိုမျက်စိမှိတ်လိုက်နေရတာက plan မရှိတာထက်တောင်ပိုကြောက်ဖို့ကောင်းတယ်ဟုတ်တယ်တင်းကျက်တဲ့ plan တွေကကျွန်တော်တို့ကိုမျက်စိပိတ်ထားလို့ဖြစ်သွားစေနိုင်တယ်ဒါဆိုဘာလုပ်ရမလဲ reward ကပြောတာရှင်းရှင်းလေးပဲနရှယ်လမားကြိုတွဲမနေနဲ့အခုချက်ချင်းလုပ်ရမယ့်အရေးကြီးဆုံးညာကပဲအာယုံဆိုင်ဆုံးဖြတ်ချက်ချဖို့အကောင်းဆုံးအချိန်ဆိုတာလုခါနူးမှာပဲအဲ့ဒီအချိန်ကအချက်လက်အဆုံးဆုံးအချိန်လေကျတော့ဒီစပွားဘာလုပ်မလဲဆိုတာကိုပဲအရင်စဉ်းစားလိုက်ပါနောက်ထပ်တန်တာတွေတခု ဒါကတော့ကျွန်တော်တို့အားလုံးနဲ့ယဉ်နီးမှာပါ အလုတ်ချိန်များများလုပ်လေပိုတော်လေဆိုတဲ့ rockaholic ယဉ်ချေးမှုပေါ့အလုတ်ဆွဲလန်းတာကိုဂုံယူစရာလို့ထင်နေကြပါပဲတကယ်တော့အဲ့ဒါကပြဿနာလေးပဲပုံများရှိတယ်နောက်ဆုံးမှဘားနောက်တီဖြစ်စိတ်သက်တီကြာဆုံးဖြစ်ချက်တီမှာအဲ့တော့အလုတ်ကလည်းမပြီးဘူးတကယ်တော့အလုတ်ချိန်များတာကပိုကူရုဆိုင်လို့မဟုတ်ဘူးအချိန်ကိုထိထိရောက်ရောက်မသုံးတတ်တာတဲ့လက္ခဏာတခုလည်းထင်နိုင်ပါတယ်ဒီကိုကတော့တကယ်ကိုသီးမိတယ် ဝါဟော်လိဒီကသူရဲကောင်းမဟုတ်ဘူးသူတို့ကနေ့တနေ့ကိုဖြုံတီးပစ်လိုက်တာတကယ်သူရဲကောင်းကအိမ်တောင်ပြန်ရောက်နေပြီဘာလို့လဲဆိုတော့အလုတ်ကိုပုံမြန်တဲ့နီးနဲ့ပြီးအောင်လုပ်တဲ့နီးလန်းကိုသူ့ရှာသွားပြီတဲ့အတိဘယ်ကရှင်းရှင်းလေးပဲတကယ်သူရဲကောင်းဆိုတာအလုတ်ကိုစမတ်ကြာကြာနဲ့အချင်းတိုးတွင်းပြီးအောင်လုပ်နိုင်တဲ့သူပဲနောက်ထပ်ထန်းတဲ့နံပါတ်3ပူကြီးတာကအမြဲတမ်းပိုကောင်းတယ်ဆိုတဲ့အထွေအခေါ်ပါကုမ္ပဏီဆိုတာအမြဲတမ်းချဲ့ထွင်နေရမယ်ကြီးလာရမယ်ဆိုတဲ့ဆွဲလန်းကြီးပါ reward ကတာကိုလည်းမေးခွန်းချုပ်ပြနေမှာဘာလို့အမြဲတမ်းဒိုးချဲ့နေဖို့လိုတာလဲကိုလုံးကအတွက်ကိုက်ညီတဲ့အရွယ်အစားတစ်ခုကိုရှားတွေ့ပြီးအဲ့ဒီမှာပဲရက်နေလိုက်တာကဘာမှားနေလို့လဲလုပ်ငန်းတစ်ခုအတွက်အသင့်တော်ဆုံးအရွယ်အစားဆိုတာလူ9ယောက်ပဲဖြစ်နိုင်တယ်ဒါမှမဟုတ်40ဒါမှမဟုတ်တစ်ခုတော့နဲ့ laptop တစ်လုံးပဲလည်းဖြစ်နိုင်တာပဲလေ တင်းငံနေတာကလေကားချစ်တခုမဟုတ်ပါဘူးတင်းငံချင်းကိုယ်တိုင်ကကောင်းမွန်တဲ့ပန်းတဲ့တခုဖြစ်နေတယ်တကယ်လို့ကုမ္ပဏီကြီးတွေကတော့သူတို့သားကုမ္ပဏီငယ်လေးလို့လင်းလင်းမြတ်မြတ်လူရှားနိုင်ရင်ဘလောက်ကောင်းမလဲလို့အမြဲတမ်းအားကျနေရတာအချိန်မတန်ခင်ဝန်ထမ်းတွေအများကြီးခန့်ပြီးအတင်းအကျပ်ချက်ထွင်တာကကုမ္ပဏီကျော်တော်များများတက်ကြဆုံချင်းရဲ့အစားပဲကဲအယူဆအဟောင်းတွေတော့ဖြိုးဖျက်ပြီးဒီဒါဆိုရင်ဘိုယိုရှင်းပြီးပိုကောင်းတဲ့နီလန်းနဲ့ဘလူးတီဆောက်ကြမလဲ rework ကပေးထားရဲ့လက်တွေ့ကြတဲ့နီလန်းတွေကိုကြည့်ကြရအောင် ရီဝါကရဲ့နီလန်းကယူရှင်းတဲ့အချက်၃ချက်ပဲရှိတယ်တကိုယ်တိုင်သုံးချင်တယ်ကိုယ်တိုင်လိုအပ်နေတဲ့အရာတစ်ခုကိုဖန်တီးပါဘာလို့လဲဆိုတော့ကိုယ်ပြေတနာကိုကိုယ်တိုင်ဖြည့်ရှင်းတဲ့အခါအဖြစ်မှန်ကိုအလိုလိုသိနေလို့ပဲနှစ်ထောက်ကုံတစ်ခုလုံးကိုအပြီးမလုံနဲ့ပြီးစလေလှုပ်ထားတဲ့ product ပြထားကောင်းကောင်းလှုပ်ထားတဲ့ product တစ်ပတ်ကပိုတန်ဖို့ရှိတယ်သုံးအခုချက်ချင်း launch လုပ်လိုက်ပါကိုယ်စက်ထဲမှာအဆင်သင့်မဖြစ်သေးဘူးလို့ခံစားရရင်တောင်းဇီဝထက်ကိုမြန်မြန်ထုတ်လိုက်တာကပိုကောင်းတယ် ဥမာအနေနဲ့ပြောရရင် Crean Battle ကိုတည်တောင်းသူတွေကခန်းနားတဲ့ဆိုင်းခန်းအပြင်အစင်မဆောင်ခဲ့ဘူး။သူတို့က PC ထည့်လာတဲ့တစ်တာတွေကိုမော့ချပြီးအဲ့ဒီအပေါ်မှာတင် PC တွေတင်ပြီးရောင်းခဲ့တာ။ဒါဟာအခုချင်းချင်းစတင်လိုက်ပါဆိုတဲ့သဘောတရားရဲ့အကောင်းဆုံးပါပဲ။အရေးကြီးရရင်တော့မလွှဲတာတွေတော့မှထား။ကဲဒီလောက်ဆို Rework ရဲ့အထူးကအတွေ့အခေါ်တွေကိုတည်လောက်ပါပြီ။အခုကဒါတွေကိုလက်တွေ့အသုံးချရမယ့်အပိုင်းကိုရောက်လာပါပြီ။ အရေးကြီးဆုံးကဘာလဲဆိုတော့စကင်ဖို့ပါပဲ။ဘာတွေပဲတွေးနေနေဘာတွေပဲပြောနေနေဘလို့ plan တွေပဲဆွေးနေနေအရေးမကြီးဘူး။တကယ်တမ်းအရေးပါတာကဘာလုပ်လိုက်တယ်လဲဆိုတာပဲ။စစ်ကူတက်တက်ကဘာတန်ဖိုးမှမရှိဘူး။လက်တွေ့လှုပ်ဆောင်မှသာအရာအလုံးကအတိတ်ပဲရှိလာမှာ။နောက်ဆုံးအနေနဲ့ reward ကပဲတဲ့အစွမ်းထက်ဆုံးတတိပဲချက်တစ်ခုနဲ့ပဲနေကုန်းချုပ်လိုက်ပါမယ်။လုံဆောင်မှုဆိုတာပျက်စီးလွယ်တဲ့။ဆိုလိုတာကတော့အခုရလာတဲ့ inspiration ကိုမနက်ပြန်ထီတောင်အောင်စောင့်မနေပါနဲ့။ အချိန်ကောင်းဆိုတာကိုစောင့်နေရင်အဲ့ဒီချိန်ကဘယ်တော့မှရောက်လာမှာမဟုတ်ဘူး။ဒါကြောင့်အရေးကြီးဆုံးကအခုချက်ချင်းစတင်ဖို့ပါပဲ။